မန္တလေးမြို့မှာအခုကိုတိုင်ငလင်ကြီးကြီးစွာလှုပ်တာကိုတွေ့ကြုံလိုက်တဲ့အခါကျတော့လွန်ခဲ့တဲ့နှစ်20လောက်ကပေါ့ကလေးမလေးတယောက်ကငလျင်လှုပ်တာနဲ့ပတ်သက်ပြီးတော့အဓိပ္ပာယ်မသိလို့ဘုန်းကြီးကိုမေးခဲ့တဲ့မိကွန်လေးရှိတယ်အဲ့ဒီမိကွန်လေးသူမေးတဲ့မိကွန်လေးစိတ်ထဲပြန်ပြီးတော့ပေါ်လာလို့ ဒါလေးကိုမင်းတို့လည်းဘူသူတာရှိအောင်ပြောပြမလို့ပါအဲ့ဒီကလေးမလေးကဓမ္မစကြာတော့ဝေသိန်းသူလေးဓမ္မစကြာကိုရှင်းရတာပေါ့နော်ဝေသိန်းသူဆိုတော့သူဓမ္မစကြာကိုပါဠိလည်းပဲရတယ်သူများနဲ့မတူဘူးညာကောင်းတယ်လို့ပြောရမှာပေါ့အနဲ့လည်းပဲရတယ်အနဲ့ဆိုတော့မြန်မာပြန်ပေါ့နော်ငါတို့ဘုန်းကြီးခေါ်တော့အနဲ့လို့ခေါ်တာပေါ့ ပါဠိရောအနေရောသူကအာဂုံရတယ်အဲဒီကလေးမလေးရအာဂုံရတော့သူကကြက်ထားတဲ့စာကိုအတိတ်ပဲနားမလည်လို့ဘုန်းကြီးကိုမေးတာပေါ့အဲဒီဓမ္မစကြာမှာဘာပါတော့ဆိုတော့အဲဒီငလင်လှုပ်တဲ့အခန်းလေးပါတယ်ကွာမြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးတဲ့အခါကျတော့တရားလေးဆုံးရောမလင်ကြီးကြီးစွာလှုပ်တယ်စာကားဒီလိုလာတာပေါ့ ဲ့ဒီငလျင်ကြီးစွာလှုပ်တယ်ဆိုတာကိုစာကဘယ်လိုပြတော့ဆိုတော့ဓတတဟာတိလောကဓာတုတင်္ကံပိတံပကံပိတံပဝေတိဆိုပြီးတော့ဒါဓမ္မစကြာထဲမှာပါပါတယ်ဝေသင်းတွေယူခုတဲ့သူတွေသိပါတယ်အဲ့ဒီသုံးလုံးပါတယ်ငလျင်လှုပ်ပုံ အချင်းအရာပြတာပေါ့ဓတတဟာတိလောကဓာတုလောကဓာတတောင်းလို့ပါပဲပြန်တယ် ီကဘာမေကြီးကိုပြောတာပါကဘာမေကြီးဟာတဲ့ပြင်းစွာတုံလုံလိုက်တယ်တဲ့မြတ်စွာဘုရားဓမ္မစရာတရားဟောလို့အဆုံးမှာလှုပ်လိုက်တဲ့အခါကျတော့သူကဘလို့လှုပ်တာတော့ဆိုတော့သုံးမျိုးပြတုံကံပြီးတဲ့ပထမအထက်ကိုတက်ပြီးတော့လှုပ်တယ်တဲ့အထက်ကိုတက်တဲ့လှုပ်တယ်ဆိုတာမြေကြီးကိုပစ္စည်းတစ်ခုကိုအထက်ကိုပင့်တင်လိုက်လို့ရှိရင်လှုပ်သွားတာလေအဲ့ဒီလှုပ်တာမျိုးကိုအထက်ကိုတက်ပြီးတော့လှုပ်တယ်လို့ခေါ်တယ် ဒါသင်္ကံပြီးတမ္ပကံပြီးတဲ့အထက်အောက်လှုပ်တယ်အထက်ကိုလည်းပဲမြင့်တယ်အောက်ကိုလည်းပဲနေပါတယ်အဲ့လိုလှုပ်တာသူကခုနကလည်းပြင်းတယ်နော်ခုကအထက်တက်ရုံလေးတက်လာခုကအထက်ကိုတက်ပြီးတော့အောက်ပြန်ဖိချလိုက်သေးတာနှိမ့်သွားတယ်အထက်တက်ပြီးတော့အောက်နှိမ့်ပြီးတော့လှုပ်တယ်ဒါတမ္ပကံပြီးနောက်တမ္ပဝေဒီအရက်လေးမျက်နာကိုရိမ့်ထိုးပြီးတော့လှုပ်တယ်လို့အဲ့ဒီလိုလား ငရဲလှုပ်တာနော်ဒါဓမ္မစကြာကလာတဲ့ငရဲလှုပ်ပုံလှုပ်နေပေါ့နော်ဓမ္မစကြာမြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးလှုပ်တဲ့အခါမှာအဲ့ဒီပုံစံလှုပ်တယ်ပထမစစခြင်းအထက်ကိုတက်ပြီးတော့လှုပ်လိုက်တယ်တစ်ချက်ပြီးလို့ရှိရင်တမ္ပကံပြီးအထက်အောက်လှုပ်လိုက်တယ်တစ်ချက်ပြီးလို့ရှိရင်အရလေးမျက်နှာဟွေရံပြီးတော့ရိမ့်ထိုးပြီးတော့လှုပ်လိုက်တယ်သုံးချက်လှုပ်တယ်ဓမ္မစကြာပေါ့ကလေးမလေးအဲ့ဒါမေးတာပေါ့ငရဲလှုပ်လှုပ်နေရော အဲ့ငါကလည်းပဲအဲ့ဒီမှာစာကလို့ဆိုတယ်ပြောတဲ့အတိုင်းပဲသူကတော့လှုပ်မလုံနေတော့ရှင်းပြလိုက်တယ်ပေါ့နော်ရှင်းပြပြီမလို့ကိုကိုတိုင်းကငလျင်ရလှုပ်တာတခါမှမတွေ့ဘူးတဲ့ခါကျတော့စာကပြောတဲ့အတိုင်းပဲပြောလိုက်ရတာအခုမန္တလေးမြို့ကိုလှုပ်သွားတဲ့ခါကျတော့မှအာဒါစာကပြောတဲ့လှုပ်နေဒီလှုပ်နေလို့ငါတို့မန္တလေးကိုလှုပ်သွားတယ်အဲ့ဒီတိုင်းလှုပ်တာပဲနော်ပထမတစ်ချက်လှုပ်တော့ဟုတ်ပါလားညင်ကလေးဆိုထက်တက်သွားလေပြီးတော့ထက်အောင်လှုပ်ရှာရတာတို့လည်းမဟုတ်လမ်းကြီးတွေခုံးသွားကြည့်ပါလား လည်းဒီခုံးလိုက်အခုံးပြီးတော့ခွက်တဲခွက်ပါလေအဲ့ဒါအထက်အောက်လှုပ်တာနောက်မှတ်ထားလိုက်ရင်းထိုးလှုပ်တာခုစာဦးတွေပြောတာအဲ့ဒါပဲခါရီရိုက်ချတာလေဟာဓမ္မစကြာမှာပြောတဲ့သင်္ကံပိသံပကံပိသံပဝေရိဆိုတာဒီသုံးမျိုးလှုပ်တာလို့အဲ့ဒါဓမ္မစကြာဖရာခေါ်ဘုရားခေါ်ဘုရားတရားခေါ်ပြီးတော့လည်းအဲ့ဒီလိုလှုပ်တာတဲ့နော်အဲ့လိုကြီးလှုပ်တာတဲ့လှုပ်တော့အဲ့ဒီခုနကကလေးမလေးရဲ့မိခေါ်ကဒီကြားမှာရောက်တာတော့လည်းကိုယ်ကငါငါချင်းပြတာပဲရှိသေးတယ်နော် ငါအဲ့ဒီလိုရှင်းပြလိုက်တော့ကလေးမလေးကဘာတက်မေးတော့ဆိုတာဘုန်းကြီးရတယ်ငလျင်ကြီးအဲ့ဒီလိုကြီးလှုပ်လို့ရှိရင်တဲ့အစောဦးတွေပြည့်စည်ပြီးတော့လူကြီးလူတွေသေးကြီးပြည့်စည်မကုန်ဘူးလားတဲ့အဲ့ဒီတော့ငါဖရဲလက်ထက်ကနော်မကောင်းဘူးလားဒီမေးပုံကောင်းတယ်နော်အခုတို့မန္တလေးကြည့်ပါလားစောဦးတွေပြည့်တယ်လူတွေသေးတယ်နော်အဲ့ဒီဓမ္မစကြာတရားဟောတော့ငါတဲ့ဓမ္မစကြာတရားဆုံးတဲ့အခါမှာငလျင်ကြီးလှုပ်သွားတာတဲ့အခုငါတို့မန္တလေးလုံကြီးလှုပ်တာ တော့အဲ့ဒီတော့ငါတဲ့အစောဦးတွေပြည့်ပြီးတော့လူလူတွေသေးချင်းပြည့်စည်မှုရှိလားတဲ့အဲ့တော့ငါကပြန်ဖြေရတာပေါ့နော်အေးလို့စာထဲမှာတော့လှုပ်တယ်လို့ပဲပါတယ်လို့အဲ့လူအစောဦးတွေပြည့်တယ်လူတွေသေးတယ်လို့မပါဘူးမမဘူးလို့အဲ့လိုပြောရတာပေါ့နော်အဲ့ဒီလိုပြောပြီးတော့သူ့ဘုံငါကဘာပြန်ပြောလို့ဆိုတော့အခုငါတို့လှုပ်တာနဲ့မတူဘူးဟာလို့ဓမ္မစကြာဟောတော့ငါလှုပ်တာနဲ့လို့အခုငါတို့လှုပ်တာကသဘာဝအရာ လှုပ်တယ်အလှုံလို့နော်ဟိုမှာဘုရားစွာဘုရားဓမ္မစကြာတရား ဟောပြီးတော့တရားဆုံးတဲ့ကာမှာလှုပ်တာကနတ်ဒီရဲ့တကောကြောင့်နတ်ဒီကတရားနာပြီးတော့ကြီးညိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သူတို့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကြီးညိုတဲ့စိတ်တွေဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စိတ်တွေကအာကြီးလုံးတဲ့အခါကျတော့ဒီလိုငြိမ့်ငြိမ့်မနေနိုင်တော့ဘဲနဲ့တခါတည်းသူတို့တကောနဲ့လှုပ်လိုက်တဲ့အခါမှာ နတ်တေရဲ့တခိုးကြောင့်မြေကြီးကပါလိုက်ပြီးတော့လှုပ်သွားတာလို့အဲဒီလိုပြတယ်လို့စာကအထကရာဆရာတွေအဲ့လိုဖွင့်တယ်နော်အဲဒီတော့ကိုလို့တွတ်နတ်ရဲ့တခိုးကြောင့်လှုပ်တာဆိုတော့လူတွေသေးချေပြစည်းတာလို့အစောဦးတွေပြစည်းတာလို့လူတွေသေးပြစည်းတာတော့မရှိတော့ဘူးလို့ရှိမှဆိုရင်နတ်ကမလှုပ်တော့ဘူးလေဟုတ်တယ်မလားတရားနာပြီးလို့မှဝမ်းမြောက်ဝမ်းသာဖြစ်လို့လှုပ်ပါတယ်ဆိုမှသောဥတွေပြပြီးလူတွေသေးမယ်ဆိုရင်ဘယ်ဒုက္ခရောက်သွား ဖရာဟောတရားဟောတယ်ဖရာပါဒုက္ခရောက်သွားမှာပေါ့နော်အာဖရာကြောင့်ဖြစ်ငါတို့တရားပါလည်းဖြစ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဟောတာတော့သူကနဲ့ရဲ့တကောကြောင့်လှုပ်တာ ဖြစ်တဲ့အတွေ့အစာဝူးတွေပြက်တယ်လည်းမရှိဘူးတွေ့ချေပြည့်စည်တာလည်းစာကမပြဘူးလို့စာမပြတာကိုထောက်ရင်တော့မရှိလို့ပေါ့ဟာလို့အဲ့ဒီကလေးမလေးကိုတော့လည်းဖြစ်ရတယ်နော်ဒါလူငယ်ဆိုတော့လူငယ်တွေးတွေးတာပေါ့နော်ငါတို့ကတော့အဲ့ဒီလိုမတွေးပါဘူးနော်ငါတို့ကတော့အဲ့ဒီလိုမတွေးမိဘူး အဲ့လိုတို့မိပဲနဲ့ဘာကြောင့်အဲ့ဒါတွေတွေးတယ်ဒီဒီငရင်လှုပ်တယ်ဆိုတာကြီးတွေကဒီတစ်ခုတည်းမဟုတ်ဘူးလိုက်ကြည့်လိုက်တဲ့ခါကျတော့ဒီဓမ္မစကြာတရားဟောတော့ငါဒီလှုပ်တာမဟုတ်ဘူးဒီပြင်လည်းလှုပ်တာတွေအများကြီးပဲဖရာလောင်းလေးမွေးတော့ကလည်းပဲငရင်ကြီးလှုပ်တယ်လို့ပါတယ်စားတယ်မှာနော်တိတ္တရမေသာလေးမွေးတော့ကလည်းပါတယ်တဲ့နော်အဲ့တော့ဖရာလောင်းလေးကလည်းဖရာဖြစ်တဲ့ခါကျတော့လည်းပဲငရင်ကြီးလှုပ်တယ်လို့ပါတယ် ရသဗျာပတ္တိဘာသံဃာဤအာယုသင်္ကာရလွတ်တော်တဲ့ငလျင်ကြီးလှုပ်တယ်လို့လာတယ်။တော့ပတ္တိဘာသံလုံးကလည်းပဲပတ္တိဘာသံလို့ဆိုပြီးတော့ငလျင်ကြီးလှုပ်တယ်လို့လာတယ်လို့စာထဲမှာကတော့အဲ့ဒီလိုငလျင်လှုပ်တာတွေကတော်တော်များများတွေ့ရတယ်လို့သူကဝမ်းမြောက်ဝမ်းသာဖြစ်လို့လှုပ်တာလည်းရှိတယ်လို့ပတ္တိဘာသံလုံးကလှုပ်တာကတော့ဝမ်းနေလို့လှုပ်တာလို့အဲ့ဒီလိုတော့စာကတော့ပြောတယ်လို့ ဒါပေမဲ့လည်းငါတို့ဗုဒ္ဓစာပေတဲ့အဲ့ဒီဟာကရှိတာလားဆိုတော့မဟုတ်ဘူးလို့ဖះမတိုင်မီကလည်းပဲအဲ့ဒီလိုစာပေတွေမှာငလျင်လှုပ်တဲ့ဟာတွေကလာတယ်လို့တွေ့ရတယ်လို့အဲ့ဒီကနေနောက်ပိုင်းထီအောင်တွေ့ရတယ်လို့ဘလို့နောက်ပိုင်းလဲဆိုတော့ဖះမရှိတော့ဘူးဖះပတိနိဗ္ဗာန်စံပြီးဒီနောက်ပိုင်းမှာဒီဝိုကျုံးမှာလည်းပဲ တန်ခါယင်တာတင်လို့ကလည်းတန်ခါယင်တာပထမတန်ခါယင်တာတင်လို့ပြီးတော့ငလင်ကြီးလှုပ်တယ်လို့လာတယ်အဲ့ကျဘုရားမရှိတော့ဘူးနောက်ဒီဟိုမှာသာသနာရောက်သွားတဲ့အခါမှာဒီဟိုမှာသာသနာပြည့်ကြတဲ့အရှင်မဟိန္ဒကိုဒီဟိုဘယင်ပေါ့အဲ့ဒီတော့ကဘယင်ပြည့်တဲ့ဒေဝနံပိယဒိသမင်းကြီးကမဟာမေဃဝုန်ဆိုတဲ့အကြောင်းကြီးလူတော်ကလည်းပဲအကြောင်းရည်သချာပေါ်အပြီးမှာငလင်ယောက်ကြီးပြီးစွာလှုပ်တယ်လို့အဲ့ဒီလူကြီးလာတယ်လို့တွေ့ရတယ်လို့ ဲ့တော့ဝိညာဉ်လှုပ်တဲ့အလေးထားတွေဟာစာပေတွေမှာပြကြတဲ့သဘောကပုဂ္ဂိုလ်တဦးရဲ့အဖြစ်အပျက်တစ်ခု ကြီးကြီးခန္ဓာစီရင်လို့အာဩစီရင်လို့အမတန်ကြီးကြီးခန္ဓာပြီးတော့အမတန်အာဩဝယ်ဖြစ်အောင်ဆိုပြီးတော့ဒီအဖြစ်အပျက်ကြီးဖြစ်ပြပြီးလို့ရှင်ဒီလိုငလျင်ကြီးလှုပ်လိုက်တယ်မိုးကြီးတိထန်စွာရာတယ်မိုးချိုးတွေကြီးကြတာပြည့်တယ်လို့ဟုတ်လား တိပိနေမမန်နေအကုန်လုံးအတိတွေတိတွေအပွင့်နေပွင့်နေဆိုတဲ့အတိတ်နိမိတ်တွေကိုပြတဲ့အလေးထားရှိတယ်လို့စာတွေကိုဖတ်လိုက်တဲ့အခါကျတော့အများကြီးတွေ့ရတယ်။မယလင်လောက်တာတည်းခုမဟုတ်ဘူး။မိုးကြီးတွေရွာတယ်ဆိုတော့တွေ့လေလေ။ဟိုတို့တို့တို့ဝေသန္တရာဇာမဆိုရင်လည်းပဲဝေသန္တရာမင်းသားနဲ့မင်းသမီးနဲ့သားတွေသမီးတွေနဲ့ပြန်ပြီးတော့ပေါင်းစုံပြီးတော့တွေ့တယ်ဟိုဇာပေါင်းကောင်းကောင်းမှာပေါ့နော်ဇာဇာထုတ်ဆိုရင်တော့ဇာမနဲ့လင်းကန်ဤပြီးကန်ဤဇာပေါင်းကမ်းမှာ အဲ့ဒီမှာမိုးကြီးတိထောက်သာရတယ်ဆိုတာလေပေါက်ခရဝန္တမိုးဆိုတာလေဟောမိုးကြီးတွေတိထောက်သာရတယ်ဆိုတာလေစာပေတွေမှာကအဲ့ဒီလိုပြရတဲ့အလေးထားရှိတယ်လို့ဒါအိန္ဒိယစာပေတွေရဲ့သူကလားတွေရဲ့အယူအဆအလေးထားတစ်ခုပါပဲအဖြစ်ပြက်တစ်ခုကြီးကြီးခန္ဓာအောင်လို့ချဲ့ပြီးတော့သူတို့ရေးကြသားကြရတာနေပြီးတော့ဒီလိုအတိတ်အမိတ်တွေဖြစ်တယ်ဆိုတာပြလာတာလို့အဲ့ဒါဖះဒီဘက်ထီအောင်တွေ့ရတယ် တီဟိုသာသနာရောက်တိတိအောင်တွေ့ရတယ်။အဲ့ဒီကနေပြီးတော့ဘယ်တိအောင်တွေ့ရတော့ဆိုတော့မြန်မာနိုင်ငံကဟိုဘယင်းနေအကြောင်းရေးတဲ့ရာဇဝင်စာအုပ်တွေဖတ်လို့ရှိရင်လည်းပဲဘလို့ဥက္ကလာရဲ့မဟာရာဇဝင်တို့မှန်တမ်းရာဇဝင်တို့ကိုမောဇက်ရာဇဝင်ဆိုတဲ့စာအုပ်ကြီးတွေရှိတယ်လေ။အဲ့ဒီမှာဘယင်းတစ်ပါးမင်းတစ်ပါးနိုင်ရဆံပြီးဆိုရင်လည်းပဲအဲ့ဒီလိုငလည်းရင်တွေလှုပ်တာတို့မိုးကြိုးတွေထစ်တာတို့မိုးတွေသီးထောင်စွာရာတာတို့ဆိုတဲ့အဲ့ဒီအတိတ်နိမိတ်တွေပြတယ်။မကြိုကြီးတွေပူတာတို့ လာကိုကျဲဖောက်သွားတယ်လို့ဟုတ်လားကောင်းငင်ကအုတ်ကကျဲကြီးကြာလာတယ်ဆိုတာလေအနမိတ်တယ်လေအဲဒီ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 ဘုံမင်းတို့ဟောဘုံတော့လည်းပါတာပဲမင်းတို့မင်းတို့တိုင်းပါဆန်တော့ကလည်းပဲအဲ့လိုနမိတ်တွေပြလာတယ်သူပုံကုန်တဲ့ဦးထူထူချမ်းချမ်းဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီလိုအတိတ်နမိတ်ပြတတ်တဲ့လက္ခဏာရှိတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီပြတတ်တဲ့လက္ခဏာတွေကိုသမိုင်းဆရာတွေကနေပြီးတော့ထဲ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 ့ပြီးတော့စာအုပ်ထဲရေးရာကနေပြီးတော့ တို့ဓမ္မစကြာဟောတော့ကလည်းပဲမြတ်စွာဘုရားတရားဟောပြီးတဲ့ခါမှာငလျင်ကြီးလှုပ်တယ်ဆိုတာကြီးကဖြစ်လာတာလည်းဖြစ်နိုင်တယ်လို့ဒါအိန္ဒိယကကလားတွေရဲ့ခြေဟောင်းယဉ်ကျေးမှုအယူအဆတစ်ခုပါပဲအဲ့ဒီတစ်ခုဖြစ်ဖြစ်ပါပဲအဲ့ဒီလုံလေးတွေတွေ့ရတယ်ဒါကတော့စာတီတော်တော်နှံ့နှံ့ပြပြဖတ်မှတွေ့ရတာနော်ဟိုတအုပ်နှစ်အုပ်ဖတ်ရုံနဲ့တော့မတွေ့ဘူးပေါ့နော်သူတော့ခေါင်းတော်ကမင်းကလေးမေးလိုက်တဲ့ကလေးမလေးမေးလိုက်တဲ့မိကုံကတော့တော်တော်လေးကောင်းပါလေ ူကတော့အဲ့ဒီလောကြီးပြင်းစွာလှုပ်လို့ရှိရင်တဲ့အစာဟုတ်တွေပြက်တာလူတွေသေးတာရှိလားဗျာဆိုတော့တော့မရှိဘူးတဲ့ဘာလို့မရှိတာလဲဆိုတော့သူကတကိုးကြောင့်လှုပ်တာလို့အဲ့တော့မြတ်စွာဘုရားကလည်းပြောထားတယ်တကိုးနဲ့လှုပ်တဲ့အရာကိုသွားပြီးတော့ဟိုမစင်သားနဲ့တဲ့ဘယ်လိုညာလို့လေစင်သားလို့မရဘူးတဲ့ အဲ့ဒါသွားစဉ်းစားလို့ရှိရင်ကိုယ်ပဲယူရယူရရောက်သွားနိုင်တယ်အဲ့တော့အတာရထားပြီတော့နော်အဲ့တော့ဆက်မစဉ်းစားကြတဲ့မင်းတို့လည်းပဲနော်အဲမစဉ်းစားနဲ့ပေါ့သူကတကိုးနဲ့ဖြစ်တာကိုနော်တကိုးနဲ့ဖြစ်တာကိုသွားပြီးတော့ဘလူညာလို့သွားစဉ်းစားနေလို့ရှိရင်အဖြေရှာလို့မရဘူးမိမိယူတို့ယုံမယ်ရှိမယ်တဲ့ဖခင်ကလည်းပြောထားတာရှိတယ်အဲ့ဒါငလျင်နဲ့ပတ်သက်ပြီးတော့ဘုသူတာပေါ့ကွာနော်